တာသွင်းပေးတဲ့ပတ်စံကိုဆုလေဗျာနော်ကျွန်တော်ရှိသေးတယ်ရှိသေးတယ်ဗျကျွန်တော်ဘောကပလိုက်ပေါက်နဲ့ဖားကောက်နေရတလပိုင်းကနေပြီးတော့ဒီဆယ်လာပိုင်းကိုတင်းသုံးရလောက်ရှိသွားပြီဘယ်မိဘအဲ့လိုရလဲဟမ်ကျွန်တော်ပြပါရတယ်တာသမီးနေမကောင်းတဲ့အချိန်သူများတာသူများမိဘရဲ့တာသမီးကိုမြတ်တာပြီးတယ်ပမာလဲကျွန်တော်မိဘဟမ်တာနေကောင်းလားဆိုတဲ့စကားจွန်းကျွန်တော်တော့จွန်း ကျွန်တော်သူများကျွန်ဖို့မိသားစုကျွန်တယ်အမှန်ပဲဗျာကျွန်တော်လည်းမရယူခြင်းပါဘူးဗျာနော်ပြီးဆက်တာလည်းတော်တင့်နေပြီလေနော်ဒီကန်တရားကြီးရတယ်ကျွန်တော်မြဲလို့လို့ဖះမှာဆူတောင်းပါတယ်ဘောကဆက်တိုင်းဆက်တိုင်းကျွန်တော်အဖွားလွဲလို့ကျွန်တော်မိသားစုနဲ့ကျွန်တော်မစုံပြရစီနဲ့ဆိုကျွန်တော်ဖះမှာမြဲလို့လို့ဆူတောင်းတယ်ကျွန်တော်စိတ်တည်ညို့ကောက်ပြိုင်မလို့အော်ငါမဖြစ်သေးဘူးငါအဖွားရှိသေးတယ် ကျွန်တော်ဒီပခုံးနှစ်ဖက်ကလေအယောက်20ကိုကျွန်တော်ထမ်းစားတယောက်တည်းပဲကျွန်တော်ဘွားလေဘယ်လောက်ပဲပူပူပတ်စံမလောက်ကျွန်တော်သူများတို့နဲ့မြေးမချကျွန်တော်မိဘတို့နဲ့အမြဲမြေးကြတယ်ပေတိုင်းမှာမလောက်တာဗျာဝင်္ဂလာပါနည်းနည်းလေးတော့ရင်ပွင့်မယ်ဗျာသူများကြောက်မဟုတ်ပါဘူးကျွန်တော်မိသားစုအကြောင်းလေးထိုင်းနိုင်ငံကိုအလောက်လာလောက်တဲ့တာသမီတွေမှာ တလောက်ကိုတိတ်နေချီပြီးပို့တဲ့သာသမီဆိုတာရှားတယ်ဗျဒါပေမဲ့အထက်မှာကျွန်တော်ပါတယ်ကျွန်တော်တက်36ထဲမှာငငယ်လေးတည်းအကြောင်းထွက်ပြီးတော့မိဘကိုကုရင်နေကြည်နေတော့ဒါပေမဲ့ကျွန်တော်ပတ်စံပို့တယ်တင်းုံယာနဲ့ချီသွားပြီပို့တလောက်တယ်မလောက်အခုကြည့်ပတ်စံ35ရီတလောက်တော့မပြည့်သေးဘူးပတ်စံကုန်သွားပြီပတ်စံထပ်တောင်းနေပြီတာလီနေကောင်းလားဆိုပြီးတော့တခုမှမပြောဘူး ပတ်စံတောင်းမချိန်တော့ပဲကျွန်တော်ဖုံးဆက်လာကြတယ်မိဘပေါ်တိတက်တက်သားသမီးကြတော့အကောင်းဝင်မြင်အောင်နော်မိဘမိဘလိုမတိတက်တက်သားသမီးကြတော့ချစ်နေတုံရောကျွန်တော်ဘဝပလိုက်ပေါင်းနဲ့ဖားကောက်နေရတယ်ကျွန်တော်ဘဝလေဘလောက်ပဲပူပူပတ်စံမလောက်ကျွန်တော်သူများတို့နဲ့မြည်မချကျွန်တော်မိဘတို့နဲ့အမြဲမြည်ကြတယ် ေတိုင်းမှာမလောက်တာဗျာတရားကြီးရဲ့တာသမီးတွေကမိဘတွေပလန်ချပေးတယ်ဘလို့ဘလို့လို့မိဘတွေကတာသမီးနေရာရောက်နေကျွန်တော်ဘဝစိတ်ထင်ညစ်တယ်ဗျာတခါကျရင်ကိုကိုအဆုံးစီစဉ်လိုက်ခြင်းလားအဖွားလွယ်လို့ဘဝဆက်တိုင်းဆက်တိုင်းဒီဖေးအေးမအေးဒီမောင်နှမတွေနဲ့မစုံပြရစေနဲ့အရှင်ဖေဟာမင်္ဂလာပါခင်ဗျခန်းစားချက်လေးတွေ နည်းနည်းပြောမယ်ဗျာမျက်စိနောက်ရင်လည်းဘလော့သွားပါနော်စိတ်ညစ်တယ်ရမ်းစိတ်ညစ်ပတ်ဆံပြီးတော့မလောက်ဘူးလေနော်ပြီးနိုင်တော့ကောင်းတော့ဗောပြီးနေချိန်ဆိုရင်ပြုံးညာမပြီးကြည့်ကျွန်တော်ပြီးပါတယ်ကျွန်တော်မီးပါဦးမျက်နှာမငင်အောင်ထားတယ်လည်းနဲ့မှမညုံညင်အောင်ထားတယ် ခင်ဗျားစဉ်းစားကြည့်ဗျာပတ်စံပေးတာဒီလပေးတယ်နောက်လာမရှိတော့ဘူးခင်ဗျားစဉ်းစားကြည့်မှန်ပါတယ်မိဘကိုရှာကြည့်တဲ့တာသမီးတွေဘယ်တော့မစင်ရဲဘူးတဲ့မှန်တယ်ဒါပေမဲ့တာသမီးပေးတဲ့ပတ်စံကိုစုလေဗျာနော်ကျွန်တော်ရှိရတဲ့ရှိသေးတယ်ဗျာ ာသမီးဒါမိဘဒါတာသမီးကိုပေါ်တိတက်တယ်ဆိုအမိဘလည်းဘာမှပူစရာမလိုအခုကစဉ်းစားကြည့်ဗျာကျွန်တော်ဘောကပလိုက်ပေါက်နဲ့ဖားကောက်နေရတလားဘိုင်းနေပြီးတော့ဒီဆယ်လာဘိုင်းကိုတင်းသုံးရလောက်ရှိသွားပြီဘယ်မိဘအဲ့လိုရလဲဟမ်ကျွန်တော်ပြီးပါရတယ်တာသမီးနေမကောင်းတဲ့အချိန်သူများတာသူများမိဘရဲ့တာသမီးကိုမြေတက်ပြီးတယ်ပမာလဲကျွန်တော်မိဘဟမ်တာနေကောင်းလားဆိုတဲ့စကား ပတ်စံတောင်းတဲ့အချိန်လောက်ပဲပြောတာကျန်တဲ့ခြေသူရင်လုံးဝဖုံးထိုးလို့မရတော့ကျွန်တော်မိဘကိုနော်ပြန်ပြောနေတာလည်းမဟုတ်အမှန်တရားချပြနေတာကျွန်တော်ကစနေသားပေါ့နော်နေ့တစ်ခါမှမွေးတာခင်ဗျာချက်ချေပါတယ်တဲ့လူကြီးတွေပြောတာကိုသိတာပေါ့နော်ကျွန်တော်တို့ကရာယူခြင်းနဲ့မွေးလာတာမဟုတ်ဘူးတဲ့ကျွန်တော်တို့ပေးဆက်ခြင်းနဲ့တဲ့ကျွန်ကျွန်တော်တို့ကျွန်ကျွန်တော်သူများကျွန်ဖို့မိသားစုကျွန်တယ်အမှန်ပဲဗျာ ကျွန်တော်လည်းမရယူခြင်းပါဘူးဗျာနော် ပြီးဆက်တာလည်းတော်တင့်နေပြီလေနော်ဒီကံတရားကြီးရတယ်ကျွန်တော်မြဲလို့လို့ဖះမှာဆူတောင်းပါတယ်ဘောကဆက်တိုင်းဆက်တိုင်းကျွန်တော်အဖွားလွဲလို့ကျွန်တော်မိသားစုနဲ့ကျွန်တော်မစုံပြရစီနဲ့ဆိုကျွန်တော်ဖះမှာမြဲလို့လို့ဆူတောင်းတယ်ကျွန်တော်ဒီမိသားစုနဲ့ဆိုရင်မြဲတဲ့လို့လို့မြည်ကြနေရစိတ်လည်းပြင်းမှန်းပြီဗျာကျွန်တော်လည်းပြင်းမှန်းပြီအလောက်ကပြင်းမှန်းတာကြားတယ်နော် သူတို့ကကျွန်တော်ကိုစိတ်ပင်မအောင်လှုပ်တော့ကျွန်တော်ကနားကျင်ပြီးနေတယ်မနေချင်းတော့လူဘွားလေတကယ်ပဲမနေချင်းတော့စိတ်တွေရမ်းမွန်းကြတယ်ကျွန်တော်လူပင်မန်းတာခံနိုင်တယ်စိတ်ရမ်းပင်မောင်းရကျွန်တော်မခံနိုင်ဘူးမနေရတော့ကျွန်တော်စိတ်တွေညှို့ကောက်ပြိုင်မလို့အော်ငါဖြစ်သေးဘူးငါဖာရှိသေးတယ်ကျွန်တော်ဒီပခုံးနှစ်ဖက်ကလေ အယောက်20ကိုကျွန်တော်ထမ်းစားတယောက်တည်းပဲငတ်တပင်ကောင်းရင်နဲ့ငတ်တောင်းနားတယ်ဆိုတာမှန်ပါတယ်ကျန်တဲ့ငတ်တရားပါတမ်းမှမကြောက်ကျွန်တော်ဘွားဆိုပြီးပေးတာပဲလောက်တော့လောက်တော့တုံးတာပဲကျွန်တော်မိတယ်ပြာဒီလောက်ရတယ်30သိန်း30သိန်း30သိန်း40သိန်း50တလားတလားမရဘူးဆိုတာမရှိဘူးဒါလည်းပတ်စံမလောက်ဘူးဆိုတော့ကျွန်တော်လည်းပြင်မှန်းပြီလေဗျာနော်နော် ဒါကျွန်တော်ရှာတဲ့ပတ်စံလေကျွန်တော်မိဘရှာတဲ့ပတ်စံမဟုတ်ကျွန်တော်ညီကိုမောင်နှမရှာတဲ့ပတ်စံမဟုတ်ပြမနာပါဗျာစိတ်ရလေညလာစိတ်ရတဲ့ကြားလိုက်ဒီမိသားစုနဲ့တော့ဆိုမြေးတယ်မြေးကြနေရဆဲလို့တယ်မရထိုးလို့တယ်မရမိဘဖြစ်နေတယ်ဗျာနော် စင်ညစ်မှာရောက်ရှိနေတဲ့ဒီကိုရဲ့ရင်ဖွင့်စကားတန်လေးပဲဖြစ်ပါရဲ့ရှင်။ဒီအခုလို့အဖြစ်မျိုးရောကြုံမှုကြလားရှင်။ကြုံမှုတယ်ဆိုလို့ရှိရင်လည်းကိုမမအားလုံးတိအောင်လို့ share ပေးကြပါအောင်ရှင်။ဒါမှလည်းအများသိပြီးတော့မဘလို့မျိုးလေးနီးလန်းလေးရှားအောင်လဲဆိုတာသိကြမှာဖြစ်ပါရဲ့ရှင်။